တ်တွေကလူတွေရဲ့လူလောကကိုမတမစိတ်ဝင်စားတယ်ကိုယ်နဲ့မပတ်သက်ဘူးလို့ထင် ထင်နေကြတော့လည်းပဲတတ်တွေကလူတွေနဲ့အလွန်ပတ်သက်မှုရှိဘာဖြစ်လို့ရောဆိုတော့လူပြိမာကုသိုလ်ကောင်းမှုလုပ်ပြီးနတ်ပြည့်ရောက်သွားကြတာဆိုတော့လူလောကအရေးကိုနတ်တွေကပိုစိတ်ဝင်စားတယ်လို့ပြော လူပြိကစီးပွားရှာလို့ကောင်းတယ် မပြေလူတွေတော့ထိုင်းတို့ဒီနာသွားရှာနေကြစီပွားတတိကတော့သူပြေကိုစီပွားရှာကြသူပြေကစီပွားရှာလို့အောင်မြင်သွားတဲ့တတိဟာတပြေမှာဘုဒ္ဓကုကြီးပြီးတော့ချမ်းညံ့သာသာနေသွားကြစီပွားရေးအောင်မြင်တဲ့ပုံကိုယ်တွေအရေးရောက်သွားတယ်ဆက်ဆံမှုတွေရရှိတယ်တနေရာထဲမှာတပွားတည်းမြဲနေကြတာမဟုတ်ဘူး နတ်တွေနဲ့လူတွေနဲ့ဆက်ဆက်မှုဆိုတာအလွန်ကိုများတယ်။ရသပြာဟောတဲ့ထုထသာရကတွေတောင်းလဲနတ်တွေအကြောင်းကိုထဲဟောတယ်။ကိုရောက်တဲ့နေရာမှာတဲ့ကုသကောင်းမှုလုပ်ပြီးနတ်တွေကိုမေတ္တာပို့ပါအမြတ်ဝေပါ အမြတ်ဝေပါ။နေရာအစ်စ်နေတိုင်းနေတိုင်းရသပြာအဲ့ဒါ တရားသိရောက်လာပြီဆိုရင်ကုသကောင်းမှုလုပ်ပြီနတ်တွေကိုမြဝေပါတဲ့လူတွေလည်းမြဝေကြတာပဲသို့သောကိုမြဝေတာကိုသိတဲ့လူကကိုမိတ်ဆွေတွေအနိပါပဲရှိနည်းနည်းပဲရှိနော်ကိုအမြဝေတာကိုစောင့်စားမျှော်လင့်နေတာကတော့နတ်တွေပဲကုသကောင်းမှုလုပ်ပြီးတော့နတ်တွေကစောင့်စားမျှော်လင့်တယ်ဒါလူတွေကမသိဘူး အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားနေရာအစ်စ်နေပြီဆိုလို့ရှိရင်ကုသကောင်မှုလုပ်ပြီးနတ်တွေကိုမြတ်ဝေပါတဲ့အမြတ်ဝေလို့ရှိရင်တတ္တရဲ့မေတ္တာကိုရမယ်ဓမ္မနဲ့လေလူတော်မဖိတ်ကြွေးလဲလို့ရှိရင်မေတ္တာရောက်တော့တာတတိဆန်ကြပိုသိတာလေလေကတ်တတ်တဲ့ခွေတောင်ကြွေးလို့ရှိရင်လေ ကိုမြင်မိနတ်တတိဆန်ကသိတယ် အဲ့တော့နတ်တွေလည်းအခုလိုဖိတ်ပြီးတော့အမြတ်တမ်းပေးဝေလိုက်တဲ့အခါသူတို့ကျင့်တဲ့မေတ္တာရောက်တယ်သူတို့မေတ္တာရောက်လို့သူတို့ကဆောင်းလျှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းပဲကြုံရတယ်မကောင်းတာမကြုံဘူးပြေစုကဆုပကြုံတော့ဘူးလို့သူဆိုတယ်ဒါမြတ်စွာဘုရားဟောတဲ့ဒေသနာတော်မှာပါ